မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဒီနေ့မှာတော့ဆရာကမတ်လ2025မတ်လ21ရက်နေ့ကနေလကုန်အထိအင်္ဂါသသမိမိတ်ဆွေတွေအတွက်တပတ်စာချောင်းရံဆောင်းရံအတွက်ကန်ဂျမာဟောစရန်ကိုဆရာကတားတော်နဲ့ဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်အင်္ဂါသသမိမိတ်ဆွေတွေဘယ်ကနေကြည့်နေရလဲပြီးတော့မိတ်ဆွေအင်္ဂါသသမိတွေအားလုံးကံရဲ့အခြေအနေကိုဆရာတို့တားတော်ဆွေးနွေးပါမယ်အဲဒီ2025ခုနှစ်မတ်လနောက်ဆုံးအပတ်တာအတွင်းမှာဆိုအင်္ဂါသသမိမိတ်ဆွေများ မကြခင်မှာအခွင့်အလမ်းကောင်းတွေယူရချက်ကောင်းတွေပေါ်ပေါက်လာတော့မယ်မိမိဖြစ်လို့သောကိစ္စမျောလင်းတောင်းတတာသောကိစ္စမိမိဖြစ်ရှင်တဲ့ဆန္ဒတွေဟာထူးထူးကဲကဲပဲမကြခင်မှာ ေးကြတဲ့ဖြစ်ကိုဖြစ်မြောက်လာတော့မှဖြစ်တဲ့အတွက်ရီမန်းချက်တွေစိတ်ကူးတွေဟာအကောင့်ထဲပေါ်ဖို့အတွက်အခွင့်အလမ်းကောင်းနေဖြစ်တယ်။ငကိုကမိမိအနေနဲ့ဒါကြီးကိုလှုပ်ရှင်တဲ့ကိစ္စမျိုးဥမာယာထူးတိုးဖို့အလုံးအရာဖို့လုပ်ငန်းခိုင်ခန်းနဲ့ပတ်သက်လှူဖို့တန်းဖို့အစရှိတဲ့ကောင်းခြင်းအဖျားဖျားကံကောင်းမှုတွေဟာမကြခင်မှာရရှိလာတော့မယ်ဆိုတဲ့ကံမျိုးဖြစ်နေပါတယ်ခင်ဗျာ။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့အခွင့်အလမ်းကောင်းတွေကိုမကြခင်ပြေရောကလာတော့မှဖြစ်တဲ့အတွက်စိတ်ချတည်ခံပြီးစောင့်ဆိုင်ပေးဖို့လိုအပ်ပါတယ်။ကြမ်းပါရဲ့။ ကျမရင်းနဲ့ပတ်သက်လာရင်တော့ဘာမှဆူဆူဝါးဝါးမရှိပါဘူးအဲအသွေးသားနဲ့ပတ်သက်တာလေးတွေအရေပြားရားနာနဲ့ပတ်သက်တာလေးတွေတော့အနည်းငယ် အဲဖြစ်ရတတ်တာမျိုးတွေကြုံရတတ်တယ်အထူးသဖြင့်မိတ်ဆွေတို့အနေနဲ့တွေးတိုးတွေးတက်ရှိတဲ့သူတွေအဲဆွနာလိုပေါ့အမျိုးသမီးတွေဆိုရင်အမျိုးသမီးကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာလေးတွေမှာအဲတတိထားစင်ကြင်ရလိုအပ်ပါတယ်တို့တော့ဆွဆွဝဝမရှိပါဘူးအကယ်၍ဒီကြမ်းမာဆွဆွဝဝရှိလာပြီဆိုရင်မကောင်းတဲ့အတိုက်ခိုက်အတက်ပညာတွေကြောင့်ပညာရက်တွေကြောင့်ပြူစားနှောက်ချက်တိုက်ခိုက်ခြင်းကသာမိတ်ဆွေကိုဆွဆွဝဝဖြစ်စေနိုင်တဲ့အတွက်တော့အဲဒါမှမရှိရင်ဘာမှဆွဆွဝဝမရှိနိုင်ဘူးပေါ့ထို့ပြင်မိတ်ဆွေတို့အလောက်က အလုတ်ကိုင်နဲ့ပတ်သက်ရင်စက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်တို့အပြင်စံစီစီးစားစားသောက်ကုန်နဲ့ပတ်သက်တာတွေအဲဟိုဆိုရလို့စက်တင်လှုပ်ဆောင်လုပ်တဲ့အလုပ်တွေအကျိုးပေးပြီးတဲ့အခါအစုရှယ်ယာနဲ့ပတ်သက်တာမျိုးတွေညီကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်ထူးထူးခြားခြားပဲအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလဖြစ်တယ်ငါကိုကလုပ်ငန်းကိန်းကနဲ့ပတ်သက်လို့အလုပ်တွေနဲ့ပတ်သက်ရင်တိုးချဲ့လှုပ်ဆောင်လို့တဲ့မိတ်ဆွေများအတိတ်တိုးချဲ့လှုပ်ဆောင်လို့ကောင်းပါတယ် ထို့အပြင်ပေါင်းစုစုဝေးလုပ်တဲ့အလုပ်တွေအစုရှယ်ယာနဲ့ပတ်သက်တာတွေမျိုးပုံမှန်မှားတွေနဲ့တိုင်မဲနှီးနှောပြီးလှုပ်ဆောင်ရတဲ့အလုပ်တွေမှာဒီကြတဲ့အင်မတန်ကိုအားသာကောင်းမှုပြီးတော့လက်တွေ့ကြကြအကောင့်ထဲပေါ်ပြီးတော့ဆောင်ရွက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိတတ်သောအပတ်တာအပိုက်ချကာလဖြစ်တဲ့အတွက်လုပ်ငန်းကိုင်ကအလုပ်ကိစ္စမှန်သမျှကိုကိစ္စဝဘဝကိုပြီးပြတ်အောင်မိမိစိတ်ထဲမှာထင်တဲ့အရာတွေအတွေးခေါ်တွေ အဲလုပ်ငန်းနဲ့ပတ်သက်လို့ငါကအခက်အခဲအကြံကြာကြုံနေတော့ကိုယ့်အကူခေါင်းအေးအေးလေးထားပြီးတွေးကြည့်ကြည့်လိုက်ပါငါဟာဘာတွေလိုအပ်နေတာလဲဩငါဒီနားမှာတော့ဒီစရင်လေးရောဆိုတာမျိုးကွတ္တိဧကတိတ္ထာကိုမလွဲဘဲနဲ့စိတ်စေလို့ရမှာအောင်မြင်နိုင်တဲ့ကာလဖြစ်တဲ့အတွက်အင်္ဂါသာသမိမိတ်ဆွေတွေနဲ့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တူဆောင်ရလှုပ်ဆောင်ရင်အာသာချင်းကောင်းမှုချင်းတွေတိုးတက်နိုင်ပါတယ်ခင်ဗျာရာဟုလုပ်ငန်းကိုင်ကနဲ့ပတ်သက်ရင်တော့အဲနည်းနည်းလေးပြောရဆိုရတာခက်နေတာမျိုးကြန့်ကြာနေတာမျိုးလေးတွေကြုံရတတ်တယ်။ရာထူးတူလုပ်ငန်းတူတွေရဲ့အပြိုင်ဆိုင်လေးတွေကြောင်တော့နည်းနည်းလေး ိုစိတ်ခနုကနာဖိယတတ်သောကာလဖြစ်တယ်အထူးသဖြင့်ဒီအဘဒါတော်တွေမှာစကားအများကြီးပြောတတ်တဲ့အင်္ဂါတွေနေနဲ့စိတ်ချုပ်စရာစိတ်ပင်ပန်းစရာလေးတွေကြုံတဲ့အခါမှာဖြစ်နိုင်ရင်စိတ်စိတ်နေပြီးတော့ပဲငါကလည်းစိတ်စိတ်နေတတ်တယ်တို့တော့စိတ်စိတ်နေပြီးတော့ပဲအမှန်တရားကိုစောင့်တမ်းပြီးဖြည့်ရှင်းလိုက်ပါဆုံးဖြတ်ချက်ပြီးလက်တလုံးဆုံးဖြတ်ချက်ပြီးမိမိနေနဲ့ဟိုစွနာလူပေါ့ဟိုဝုံတိုင်းဒေါသနဲ့ပောက်ခွဲဆုံးဖြတ်ရမယ်လို့လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ပဋိဌာဆင်ရင်ရတော့လိုအပ်သောအဘဒါဖြစ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တယ်လက်လွန်ထားတဲ့ငွေကြေးတွေနဲ့ပတ်သက်ရင်ပြန်လဲတောင်းလို့ရတော့ကာလဖြစ်တယ်အထူးသဖြင့်အမွေကိစ္စတွေရရှိတတ်တယ်ထို့အပြင်ငွေကြေးနဲ့ပတ်သက်လာတဲ့အခါမှာမထင်မှတ်ဘဲနဲ့ငွေကိစ္စတွေရရှိတာမျိုးလုံငနေရင်ငနေရရှိတာမျိုးတွေကြုံရတတ်တယ်လို့စပစ်စီရင်နဲ့ပတ်သက်ပြီးတော့အဲဝင်လာတာမျိုးလေးတွေအတိရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့ငကိုကတစ်ချိန်တစ်ခါကကိုကျေးဇူးပြုပဲဘူးတော့ ပုံကိုယ်တွေသုံးမဟုတ်ရင်ငကိုကကိုကမထင်မဖင်းနဲ့ကူညီပေးဘူးတဲ့ပုံကိုယ်တွေနဲ့ပြန်လဲစုံစည်းပြီးတော့အခွင့်အလမ်းကောင်းနေပေါ်ပွားဝတ်တတော်အပတ္တအပိုင်းခြားကာလဖြစ်တဲ့အရှိလူငယ်တွေနေနဲ့အရှိရေးမှဆိုလက်ရှိကာလမှာအဲ သမီးစားများအနေနဲ့တော့အိမ်အောင်ပြုရန်စိတ်ဆက်ရန်အတွက်ဆိုရင်တော့ဖြစ်နိုင်လို့ရှိရင်လက်ရှိမှာတိုင်ပင်ရန်စိတ်ဆက်ရန်အတွက်တော့အားနည်းစေသောကာလဖြစ်တယ်။အဆက်အသွယ်ပြတ်နေသူများဟိုကတော့ပြန်လဲဆက်သွယ်ရရှိတတ်တယ်။အရှိရင်နဲ့ပတ်သက်လာတဲ့အခါမိမိချစ်သောမြန်လို့သောသူနဲ့ပြန်လဲဆုံစည်းရတာမျိုးသို့မဟုတ်ရင်အတိတ်ကရည်စားဟောင်းချစ်သူဟောင်းသမီးစားအဟောင်းနေနဲ့မိမိအယံချစ်သောခရကကိုကိုမြန်လာပြီးတာမျိုးတွေကြောင့်ရည်စားတဲ့ချစ်သူတတဲ့ရရှိတတ်တာမျိုးတွေကြုံရတတ်တယ်။တဦးနဲ့တို့တယောက်နဲ့တယောက်သမီးစားများအနေနဲ့ဆိုရင်တော့အိမ်အောင်ပြုရန်တိုင်ပင်ခါမှာ မိမိရဲ့ဟာဟိုဆွနာလိုမိသားစုဝင်သူမဟုတ်သူ့ရဲ့မိသားစုဝင်နေတဲ့တဟဇာတာမတက်တာမျိုးတွေကြောင့်တမိဇာကြီးနဲ့ပတ်သက်လာတဲ့အခါလူကြီးမိဘတွေနဲ့တွေ့ပြန်တော့တိုင်ပင်ရအတွက်တော့မကောင်းဘူးကျန်တာကတော့အဆက်အသွယ်ပြန်နေပြန်လဲအဆက်အသွယ်ရရှိတာမျိုးတွေတုံကတက်တော့အပတ်တာဖြစ်တယ်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ခုတ်ရတခြားခြားရတခြားဖြစ်နေတတ်တယ်အဲ အထူးသဖြင့်အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာဝေးကွာနေတော့ကွဲနေတော့သူများသို့မဟုတ်တအူးနဲ့တူတယောက်နဲ့တယောက်အเจ้าညာမျိုးစုံနဲ့ခွဲနေတဲ့မိတ်ဆွေများအဖို့ကတော့တန်ကောင်းပါတယ်ဘာမှစိုးရိမ်စရာမရှိဘူးသို့တော့အတူရှိနေတဲ့မိတ်ဆွေများအဖို့ကတော့မထင်မှတ်ဘဲနဲ့ခွဲပွားရတာမျိုးလေးတွေမထင်မှတ်ဘဲနဲ့ ဟိုစွမ်းနာလို့ပေါ့ဟိုဟိုခရီးဝေးသွားတာမျိုးယာရုပြောင်းလို့နေရာထိုင်ခင်းပြောင်းလို့ဒါမျိုးလေးတွေကြောင်းတော့မိမိအိမ်နောက်ဘက်နဲ့ပတ်သက်ရင်အဲစွမ်းနာလို့ပေါ့ကျန်မာရေးမကောင်းလို့အဆရှိတာမျိုးလေးနဲ့ပတ်သက်ပြီးတော့အိမ်နောက်ရင်းနဲ့ပတ်သက်လာရင်ခိတ္တခဏခွဲခွာရတာမျိုးလေးတွေကြုံရတတ်တယ်လို့ အဲဒီလိုမှမကြုံရဘူးဆိုရင်လည်းမိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမိမိအိမ်တော်ဘက်ရဲ့စိတ်တော့ကအနှင်းငယ်ပေးမှုလေးတွေကြောင့်ဖြစ်စီတာသမီကိစ္စလေးတွေနဲ့ပတ်သက်ပြီးမိမိအိမ်တော်ဘက်နဲ့ညှိနှိုင်းမရတာမျိုးလေးတွေနားလည်းမပေးနိုင်တာမျိုးလေးတွေကြောင့်တော့အိမ်တော်ဘက်အပေါ်မှာစိတ်အလိုမကျစိတ်ထင်ငေါ်မှုလေးတွေစိတ်တိုင်းမကျစီတော့အချက်လေးတွေတွေ့ရပါတယ် တိုးတော့ဘာမှတော့စိုးရိမ်စရာမလိုဘူးအဲမိတ်ဆွေတို့အနေနဲ့ဒါလေးကိုတော့စိုးရိမ်စရာမလိုဘူးဆိုပေမဲ့မိတ်ဆွေတို့အနေနဲ့မတိုင်မင်လိုလက်တချို့ကိစ္စတွေကမရတဲ့အတွက်တော့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်အချိန်နေတဲ့အချိန်ခါနဲ့အခွင့်အလမ်းကောင်းကိုကြည့်ပြောဖို့တော့လိုအပ်ကြောင်းထပ်လောင်းမှကြားလိုက်ပြရစီပညာရေးပညာရေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးမိတ်ဆွေတွေလျှက်ရှိမှနည်းနည်းလေးတတိထားရန်လိုအပ်ပါတယ်မရှမ်းပါနဲ့မလောပါနဲ့ ရှင်းရင်လို့ရင်အဲမိမိနေနဲ့ဟိုနံပါတ်1တအတမားလာမျိုးတွေမဖြစ်စေနဲ့ပညာရေးနဲ့ပတ်သက်လာရင်အခေမြမှာမိတ်ဆွေနေနဲ့ပညာရေးနဲ့ပတ်သက်လာပြီးတဲ့အခါကန်စတာအားကောင်းစီရန်တို့ကတိုးတက်ဇီရန်တို့ဆိုလို့ရှိရင်တော့ခင်ဗျာနော်မိတ်ဆွေတို့နေနဲ့မိမိရဲ့ဟုတ်လားမိမိစောင့်မှုပဲမဖြစ်ခင်မှာမိမိအိမ်အတွင်းမိမိအဆောင်အတွင်းကအပေါက်ကိုပေါ့နော်တခြားလေးလက်ကြည့်ပြီးတော့နောက်ပြန် သုံးလန်းတီတီဆုပ်ပြီးတော့အရှံဘက်ကိုနောက်ပြန်သုံးလန်းတီတီဆုပ်ပြီးတော့နော်အញ្ញမ်းမှန်တယ်မြပျောက်စီအောင်ဟုတ်လားအញ្ញမ်းမှန်တယ်မြပျောက်စီအောင်အောင်မီဆိုရဲရွရွနော်ဟိုဆူတောင်းပြီးတော့ကောင်းတဲ့သဘောလေးနဲ့အញ្ញမ်းမှန်တယ်မြကင်းစီအញ្ញမ်းမှန်တယ်မြပျောက်စီသို့မဟုတ်အញ្ញမ်းတွေဟာกินပြီးတော့အောင်ပြီဆိုတဲ့အတိတ်ပဲလေးကိုဆောင်ပြီးတော့မိတ်ဆွေတို့ရဲ့ပညာရေးကိစ္စလုပ်ငန်းကိစ္စယာတူးထိုင်ငန်းနေရာထံကလားကိစ္စတွေကိုဆောင်တဲ့ဆုံးရရင်တော့အင်္ဂါသားလေးမိတ်ဆွေများအဖို့တိတိတသာကံအញ្ញမ်းကနေအကောင်းကိုပူပြောင်းလာမှာအသေးချာပဲဖြစ်တယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတို့အနေနဲ့ ဒီဘက်တာတော့တွေ့မှာဆိုရင်ဒီဘက်တာတော့တွေ့မှာဆိုရင် လုပ်ငန်းခိုင်ငံအလုံးနဲ့ပတ်သက်လာတဲ့အခါမိတ်ဆွေအပေါင်းအသင်းအဟောင်းတွေနဲ့ပတ်သက်ပြီးတော့ပြန်လည်စုံစည်းရတတ်တယ်မိတ်ဆွေအသစ်တွေနဲ့ပတ်သက်လာရင်တော့အရာရာကိုတတိထားစင်ကြရလိုအပ်တယ်ဆွေမျိုးသားချင်းကိစ္စစက်ပစ္စည်းကိစ္စစားတော့ကုန်ကိစ္စစတင်လှုပ်ဆောင်လို့ရတဲ့ကိစ္စတွေအစုဆယ်ရာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်ခြေထိုးဆောင်ရလှုပ်ဆောင်မှာ အကျိုးပေးပါတယ်အလောင်းစားနဲ့ပတ်သက်လာရင်တော့ကျွေတလဲချက်တခုဖြစ်ရတာမျိုးเนาะဟုတ်လားဟိုရေလိုင်းတစ်ခွေပဲ90 90ပဲအလောင်းစားနဲ့ပတ်သက်တာမျိုးအပျော်ပါနဲ့ပတ်သက်လာတဲ့အခါတယောက်နဲ့တယောက်တူးနဲ့တူးเนาะနိုင်ပြင်းညင်တုံဖြစ်တတ်တယ်ဒီလိုရှင်နေမျိုးကိုကြုံလို့ရှင်အရန်ကြီးတတိထားဖို့လိုအပ်တာပေါ့ဆိုလိုတာကပုံနဲ့ယုံနဲ့လှုပ်ရမယ့်အလုပ်တွေအလောင်းစားနဲ့ပတ်သက်ငွေကိုဖြက်လန်းကြီးနဲ့လိုက်တာမျိုးလေးတွေရအင်မတန်ကိုအားနည်းစီတော့အပတ်တာပိုင်းခြားကာလဖြစ်ပါတယ်မိမိရည်ရွယ်ထားသောမျှော်လင့်ထားသောရည်မှန်းချက်တွေပြည့်ဝလာမယ့်ကံမျိုးဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိရဲ့ ဝန်းကျင်မှာမိမိကိုတပုတ်လေးလွင်ပြောတာမျိုးလူမျိုးရေးကိစ္စအဖြတ်လေးတွေကြုံရတတ်တဲ့အတွက်လုပ်ငန်းရာဒုက္ခနဲ့ပတ်သက်ရင်သတိထားစင်ကြင်ရတော့လူအကြောင်းထပ်လောင်းပြောလိုက်ပြရစီခင်ဗျာငွေကြီးနဲ့ပတ်သက်လာရင်မထင်မဖဲနဲ့မိမိရဲ့ဟိုအိမ်တော်ဘက်ကနေဖြစ်စေမိမိရဲ့အမွေကိစ္စကနေဖြစ်စေဝင်ငွေဝင်လာတတ်တယ်ငွေကြီးနဲ့ပတ်သက်ရင်တော့ဒီကြတဲ့ဘလောက်ပဲအခက်အခဲရှိရှိပြန်လဲပြီးတော့အဆင်ပြေလာတာမျိုးတွေဖြစ်ရတတ်တယ်လို့လက်လွန်ထားသောငွေကြီးတွေပြန်လဲရရှိတတ်တယ် ။သမီးစားများအနေနဲ့ကတော့တဦးနဲ့တူတယောက်နဲ့တယောက်အိမ်ဆောင်ပြည့်ရန်ဆေးဆက်တိုင်ပင်တာမျိုးလေးတွေညံ့တယ်။လူငယ်များတော့မိမိတို့ချစ်တော်မြတ်လို့တော့ခရက်တရားပြန်လဲပြီးတော့အရှိရေးမှာမေတ္တာရေးမှာပြန်လဲပြီးတော့ကိုယ့်ဘောစိတ်လေလာတတ်တယ်။အဲထို့အပြင်မိတ်ဆွေတို့နဲ့နိုင်ငံခြားခရီးသွားတဲ့ပတ်သက်တာတွေ Passport ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်လာရင်တော့အဲမိမိကစိတ်လျှော့လိုက်တာမှာ မသွားတော့ဘူးလို့ထင်တဲ့အရာတွေမှာစိတ်ချောလိုက်ကမှမထင်မှဖဲနဲ့အသက်ပြန်ဝင်ပြီးတော့သွားရတာမျိုးတွေဖြစ်ရတတ်တယ်။အရင်ကြီးစိတ်ဆန္ဒပြင်းပြနေတဲ့အလုပ်တွေဆိုရင်လည်းတစ်ခုမဟုတ်တစ်ခုကြံ့ကြာတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ပြီးဖို့လိုအပ်ပါတယ်။အရင်ကြီးမျော်လင့်မထားဖို့လည်းလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေ။တိုးတော့စိတ်ချောလိုက်ကမှရရှိလာတတ်တဲ့ကံလေးတွေလည်းတွေ့ရပါတယ်။ဒီအပတ်တာတော့ဒီမှာဆိုရင်အင်္ဂါသမီးမိတ်ဆွေတွေနဲ့အကျိုးပေးသောအယောင်နေနဲ့ဆိုရင်အနီရောက်ခဲရောက် ကြက်သွေးရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပါတယ်။သတိထားဆင်ကြရမယ့်အရာကတော့အစိမ်းရောင်ဖြစ်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့တစ်ကဏ္ဍ၊ရှစ်ကဏ္ဍ၊သုံးကဏ္ဍအနေနဲ့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့သတိထားဆင်ကြရမယ့်ကဏ္ဍကတော့ 0ကဏန်းဆယ်ပြည့်ရာပြည့်ထောင်ပြည့်ကဏန်းတွေကိုတတိထားဆင်ခြင်ပေးပါအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာဒီရက်လအတွင်းမှာ28ရက်နဲ့28ရက်နှစ်ရက်ကိုတော့တတိထားဆင်ခြင်ဆောင်ရွက်ရန်လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ကံကိုညံ့တတ်တယ်ကောင်းပြီအဆက်ဆက်ရရအစဉ်ပြေစီရန်လိုရာမှုပြုမှုဆောင်ရွက်တိုင်းမှာမြက်စွာဖရားမှာအောင်တပြေကိုးခတ်လူပြီးလိုရာကိုစူတောင်းရင်အောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့အင်္ဂါသာသမီးမိတ်ဆွေတွေအားလုံးမတ်လနောက်ဆုံးပတ်အတွင်းမှာအဆက်ဆက်ရရအောင်မြင်တိုးတက်ကြပါစေဆရာငယ်ပါ ကြမိတ်ဆွေတွေအားလုံးအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ